ဒီနေ့မှာတော့ခရစ်ယာန်ယုံကြည်မှုရဲ့တကယ်အတဲနှလုံးဖြစ်တဲ့အကြောင်းအရာတစ်ခုကိုအတူတူလေ့လာကြည့်ကြရအောင်။ဒါကတော့ဖျားသခင်ရဲ့ဂုဏ်ရည်တော်ကြီးအကြောင်းပါပဲ။ဒီအကြောင်းအရာတွေကိုနားလည်သွားပြီဆိုရင်ဖျားသခင်ဆိုတာဘယ်သူလဲဆိုတဲ့မေးခွန်းကြီးကိုစပြီးဖြေနိုင်သွားမှာပါ။ဖျားသခင်ဆိုတာဘယ်သူလဲ။ဟုတ်တယ်။ဒီမေးခွန်းကလည်းလူတွေခက်ဆက်ဆက်မေးလာခဲ့ကြတဲ့မေးခွန်းကြီးတစ်ခုပေါ့။အထူးသဖြင့်ယုံကြည်သူတို့ရောက်တော့ဆိုရင်တော့ဒီမေးခွန်းရဲ့အဖြေကသူတို့ရဲ့ဘဝအမြင်တစ်ခုလုံး တံပိုးထားမှုတွေမျောလင့်ချက်တွေအားလုံးကိုပုံသွင်းပေးတော့မှာပဲဗျာအဲ့တော့ဒီလောက်နဲ့နေတဲ့မိခွန်ကြီးကိုဘယ်ကစာကြည့်ဖြေကြမလဲအကောင်းဆုံးနိလန်းကတော့တမတ်ကျန်းစာကားကြီးမိမုံထိုးပြထားတဲ့ဖရာသခင်ရဲ့အတ္တိကကြတဲ့ဂုဏ်ယူတော်ငါးခုကိုတခုချင်းစီတေးချလေးလာကြည့်ဖို့ပါပဲဒါတွေကဖရာသခင်ရဲ့သဘောတဘာဝကိုနားလည်ဖို့အတွက်အခြေခံအုတ်မြစ်တွေလို့ပြောလို့ရပါတယ်ကဲဒီနေ့မှာတော့ဖန်ဆင်းရှင်ဖြစ်ခြင်းချစ်ချင်းမေတ္တာတန့်ရှင်ခြင်းထံကိုကြည့်ခြင်း နောက်ပြီးတဆူကြီးဖြစ်ခြင်းဆိုတဲ့ဂုဏ်ကြီးတော်၅ခုကိုတစ်ခုပြီးတစ်ခု အတူတူလေ့လာသွားကြပါမယ်။ပထမဆုံးအနေနဲ့ဘုရားသခင်ဟာအရာခသိင်းရဲ့မူလအစဖန်ဆင်းရှင်ဖြစ်တယ်ဆိုတဲ့ဂုဏ်ကြီးတော်ကိုကြည့်လိုက်ကြအောင်ပါ။ကဲဖန်ဆင်းရှင်ဆိုတော့ဘာကိုပြောချင်တာလဲ။ဆိုလိုတာကအရှင်ရှင်လေးပါ။ကျွန်တော်တို့မြင်ရတဲ့အရာတွေရောမမြင်ရတဲ့အရာတွေရောအလုံးကိုဘာမှမရှိတဲ့လာရှိကနေဖြစ်လာစေဆိုပြီးဖန်တီးခဲ့တဲ့အရှင်လို့ပြောတာပါခဏလောက်စဉ်းစားကြည့်လေ ဒါကလူဦးနှောက်နဲ့လိုက်လို့မမီနိုင်လောက်တဲ့တံခိုးမျိုးပဲလေဒီကျမ်းချက်ကတော့ထမချန်းစာတအုပ်လုံးရဲ့အဖွင့်စာကြောင်းပဲပေါ့အရာအလုံးရဲ့အစကိုရှင်းရှင်းလင်းလင်းတဲ့တဲ့တန်းတန်းကိုဖော်ပြထားတယ်။ဖျားသခင်ကကောင်းခင်နဲ့မြေကြီးကိုဖန်ဆင်းခြင်းကနေအရာအလုံးကိုအစပြုခဲ့တယ်လို့ဆိုပါရတယ်။အဲ့တော့ဒီယုံကြည်ချက်ကဘာကိုဆိုလိုတဲ့ဆိုတော့အဓိကအချက်နှစ်ခုရှိတယ်။တစ်ခုကစัจ ጀ ဝလာကြီးဆိုတာတိုက်ဆိုင်မှုတတ်တတ်မဟုတ်ပဲတိကျတဲ့အစတစ်ခု ရှိတယ်ဆိုတာပဲ။ နောက်တစ်ခုကပို့အရေးကြီးတယ်။လူဘဝဟာအကြောင်းမဲ့ဖြစ်ပေါ်လာတာမဟုတ်ပဲတိကျတဲ့ရည်ချက်နဲ့အတိပဲရှိရှိဖန်ဆင်းခတ်ထားရတဲ့ဆိုတဲ့နှဆိုင်တဲ့နားလည်မှုကိုပေးပါရယ်။ကဲနောက်တစ်ချက်ကိုဆက်သွားလိုက်အောင်။ဒါကတော့ဖျားတခင်ရဲ့တကယ်ကိုအထူးခြားဆုံးဂုဏ်ရတော်တွေထဲကတစ်ခုဖြစ်တဲ့ချစ်ချင်းမေတ္တာပဲဖြစ်ပါရယ်။ဖျားတခင်ရဲ့မေတ္တာကိုလူတွေရဲ့မေတ္တာနဲ့ယဉ်ကျေးလိုက်ရယ်။အကြီးမားဆုံးကွာခြားချက်ကဘာဖြစ်မလဲ။ လူမေတ္တာက အချင်းနဲ့ပေါ်မူတည်ပြီးအတက်အကြအပြောင်းလဲရှင်းနိုင်တယ်လေဒါပေမဲ့ဘုရားတခင်ရဲ့မေတ္တာကတော့ထာဝရတည်မြဲပြီးဘာရွှတ်မှမရှိဘူးအဲ့ဒီမေတ္တာရဲ့အကြီးမားဆုံးတတ်တွေကဘာလဲဆိုတော့မိမိရဲ့တပါးသီးသောသားတော်ကို လူသားတွေရဲ့အပြစ်အတွေ့အသေးခံဖို့ဆိတ်လူခဲတာပဲဒီအတ္တိတရားကယုံကြည်သူတွေကို လုံခြုံမှု ကိုကိုကိုတန်ဖိုးရှိတယ်ဆိုတဲ့ခံစားချက်နဲ့မျောလင့်ချက်တွေကိုပေးပါတယ် ဒီကျမ်းမှုထက်ကတော့ခရစ်ယာန်တွေတင်မကဘူးတကဘာလုံးမှာလူသီးအများဆုံးကျမ်းမှုတစ်ခုလိုတော့ပျော်လို့ရတယ်။ဘာလို့လဲဆိုတော့အဲဒီဆွန်လော့အနစ်နာခံပြီးချစ်တဲ့မေတ္တာကိုဒီတပိုက်တန်နဲ့အနစ်ချုပ်ပြလိုက်တာကိုပြောချင်တာကဖျားသခင်ရဲ့မေတ္တာဆိုတာကစကလုံးလှလှလေးတွေပြောနေတာမဟုတ်ဘူး။တကယ်လက်တွေ့လို့ရတဲ့တက်တေထူခဲ့ရတဲ့ဆိုတာကိုရှင်းရှင်းလင်းလင်းပြနေတာပဲ။အခုတတိယမြောက်ဂုဏ်ရတော်ဖြစ်တဲ့တန်ရှင်းချင်းအကြောင်းကိုဆက်ကြည့်ကြရအောင်။ဒါကကိုချင်းတရားနဲ့ဝိညာဉ်ရာပိုင်းမှာလုံးဝစင်ကြယ်မှုနဲ့သက်ဆိုင်ပါတယ်။ ။တန့်ရှင်းခြင်းဆိုတဲ့စကားလုံးကိုကြားလိုက်ရင်ဘာကိုပြေးမိမိလဲ။ကျန်းစာရတော့တာဟာအဖြစ်အညစ်ချေတစ်ဆက်ကလေးမှမရှိဘဲလုံးဝစင်ကြယ်ခြင်း၊ဖြောင်းမှမန်ကန်ခြင်းကို ဆိုလိုတာပါ။ဖျားသခင်ဟာအဖြစ်ကိုမုံတီးပြီးအဖြစ်နဲ့လုံးဝကိုရောနှုံးလို့မရတဲ့အရှင်ဖြစ်ပါတယ်။ဟေရှာယကျမ်းလေးကဒီ ကျွေးကြော်တမ်းမှာတန့်ရှင်းတော်မူ၏ဆိုတဲ့လကလုံးကိုဘာကြောင့်တုံးခတိတိထပ်ပြီးကျွေးကြော်ထားတယ်လို့ထင်ပါတယ်လဲဒါကသူ့ရဲ့အမြင့်မြတ်ဆုံးအပြည့်စုံဆုံးတန့်ရှင်းခြင်းကျေမှုကိုအလေးအနက်အထုဖြုတ်ပြီးဖော်ပြခြင်းလိုပါပဲဒါဆိုရင်ဒီဂုံရည်တော်ကယုံကြည်သူတွေရဲ့ဘဝနဲ့ဘလို့များဆက်ဆက်နေတယ်လဲရှင်းပါတယ်ဖျားသခင်ကအပြစ်နဲ့လုံးဝကင်းစင်တဲ့ သူ့ကိုယုံကြည်တဲ့သူတွေဟာလည်းကိုယ့်ရဲ့ဘဝအတ္တမှာအပစ်ကိုရှောင်ရှားပြီးတန်ရှင်းတဲ့အတ္တနဲ့အသက်ရှင်ဖို့တိုက်တွန်းအားပေးခြင်းခံရတာပေါ့စတုမြောက်ကွင်ရတော်ကတော့ဘုရားသခင်ရဲ့အကန့်အသတ်မရှိတဲ့တန်ဖိုးတော်အကြောင်းပဲဖြစ်ပါတယ်ဘုရားသခင်ရဲ့တန်ခိုးတော်ကဘလောက်အထီးကြီးမားပါတယ်လဲကျမ်းစာကတော့အဆုံးမရှိဘူးအရာအလုံးကိုလွှမ်းခြုံထားလဲလို့ဆိုပါတယ်တနည်းအားဖြင့်သူ့အတွေ့မဖြစ်နိုင်တဲ့အရာမတတ်နိုင်တဲ့အရာဆိုတာဒီလောကမှာလုံးဝမရှိဘူးလို့ဆိုလိုတာပါ Prophet Jeremiah ဒီစုတောင်းစကားကဖျားသခင်ရဲ့တန်ခိုးတော်ကိုအကောင်းဆုံးစေုံဖော်ထားတာပဲ။ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းနိုင်တဲ့တန်ခိုးတော်အတွက်ဘယ်အရာကမှခက်ခဲတယ်ဆိုတာမရှိဘူးတဲ့။ဒီတန်ခိုးတော်ကိုဘယ်နေရာတွေမှာတွေ့နိုင်မလဲဆိုတော့အရာခက်တဲ့ကိုဖန်ဆင်းခြင်းမှာရောကျန်းစာတွေက unover လေအမှုတွေမှာပါထင်ထင်ရှားရှားတွေ့ရပါတယ်။ယုံကြည်သူတွေတက်တော်ဒီယုံကြည်ချက်ကဘလောက်ပဲခက်ခဲတဲ့ခြင်းတွေဖြစ်နေပါစေအဲ့ဒါကိုရင်ဆိုင်ကြော်လာဖို့ခွန်အားနဲ့မျှော်လင့်ချက်ကိုပေးစွမ်းပါတယ်။ နောက်ဆုံးအနေနဲ့ဖျားရခင်ရဲ့ဓမ္မထူချမ်းမှုနဲ့တဆူတီဖွချင်းဆိုတဲ့အယံကိုအရေးကြီးတဲ့အကုံယူတော်ကိုလေ့လာကြပါမယ်။ဒါတော့တကယ့်ကိုအတိတ်ကကြားတဲ့ယုံကြည်ချက်တစ်ခုပါ။စစ်မှန်တဲ့ဖျားသခင်ဟာတဆူတီသားရှိတယ်ဆိုတာပါပဲ။တခြားဖျားရဲ့ယုံတုတွေကိုကိုးကွယ်ခြင်းဟာဖျားသခင်ရဲ့အလိုတော်နဲ့မကိုက်နီဘူးမလို့ကျမ်းစာကရှင်းရှင်းလင်းလင်းဆိုထားပါတယ်။ဒီကျမ်းချက်ဟာဓမ္မဟောင်းချမ်းထေကအရေးကြီးဆုံးပြညာချက်ထီထေကတစ်ခုဖြစ်ပြီး ဂျူးလူမျိုးတွေနဲ့ခရစ်ယာန်တွေအတွက်နှစ်ထောင်ပေါင်းများစွာယုံကြည်မှုရဲ့အကိဖြစ်ခဲ့ပါတယ်။ဖျားသခင်ကတဆူသေးပဲဖြစ်တယ်ဆိုလာကိုအခိုင်အမာဟောပြောထားတာပါ။ဒီလိုတဆူသေးသောဖျားကိုပဲယုံကြည်ကိုးကွယ်တာကဘာကြောင့်အရေးကြီးတာလဲ။အရိယာကတော့ယုံကြည်သူတယောက်ရဲ့ဝတ်ပြုခိုးကွယ်မှုကိုလမ်းကြောင်းမှန်ပေါ်မှာစူးစီးပေးတယ်။ပြီးတော့လမ်းမိုက်ဒီနောက်မလဲမီအောင်ကာကွယ်ပေးတယ်လို့ဆိုလိုတာပါပဲ။ကဲဒီနေ့လ ీల ခဲရာဒီကိုအနှစ်ချုပ်ပြန်ကြည့်အောင်။ ဖျားခင်ဟာအရာအလုံးရဲ့မူလအစဖြစ်တဲ့ဖန်ဆင်းရှင်အကန့်အတတ်မဲ့ချီးချင်းမေတ္တာရှင်လုံးဝစင်ကြဲတဲ့တန်ရှင်ဘော်ရှင်ရာအလုံးကိုတတ်နိုင်တဲ့တခုကြီးဘော်ရှင်ပြီးတော့တဆူဒီဗောစစ်မှန်တဲ့ကိုယ်ွယ်ရာရှင်ဖြစ်တဲ့ဆိုတာကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်။နောက်ဆုံးအနေနဲ့စဉ်းစားစရာမေကွန်လေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်။ဒီလိုကိုယ်ကြီးတော်ဒီနဲ့ပြည့်စုံတဲ့ဖျားခင်ကိုယုံကြည်ခြင်းကလောကကြီးကိုမြင်တဲ့အမြင်နဲ့အဲ့ဒီလောကကြီးထဲကကိုယ့်ရဲ့နေရာအပေါ်ထားတဲ့အမြင်ကိုဘယ်လိုများပြောင်းလဲဖွံ့ဖော်ပေးနိုင်မလဲ။ ဒါကတော့ကိုယ်တိုင်ဆက်လက်ပြီးတော့နည်း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 စင်ရင်သုံးသပ်ရမယ့်အချက်ပဲဖြစ်ပါတယ်